အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဘௌဒ္ဓတာအတိတ်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ကျမတို့မြမပြီးမှကြောက်ပွင့်ဆိုပြီးလူတိများလေအဖြူရောင်ခက်ဆက်ဆအပင်လေအကြောင်းပဲဖြစ်ပါတယ်ရှင်အများစုကပင်လေရင်ညိဓမ္မမို့ပင်လေထွက်ပစ္စည်းလို့ထင်ကြပေမဲ့တကယ်တော့ဒါဟာမှုတ်မျိုးဖြစ်ပါတယ်ရှင်မှုတ်ပညာအရသူ့ကို tremular fusiformis လို့ခေါ်ပြီးတရုပ်လို့ဆိုရင်နှင်းမှုလို့တော့ချစ်စနိုးခေါ်ကြပါတယ် သူကရွက်ဖားပင်တွေရဲ့ကိုင်းကြောက်တွေပေါ်မှာအများဆုံးပေါက်ရောက်ကြမှာစီးဝါဖြစ်လက်အကြီးကျယ်စိုက်ပျိုးနေပါပြီနော်ကြောက်ပွန့်ဟာ အရသာမရှိပေမဲ့အာဟာရနဲ့ဆဲဖက်ဝင်မှုမှာအန်အားဖွဲ့အစွားနေရှိနေပါတယ်ရှင်ပထမဆုံးအစားတောက်အနေနဲ့ကြီးကြရအောင်တရုတ်ဟဲရတွေမှာကြောက်ပွန့်ကို အလားအပအတွက်ရောကျမ်းမာရေးအတွက်ပါအဓိကထားပြီးအချိုးပွဲတွေဒါမှမဟုတ်အပြုတ်ရေချိုး လူမေတွေမှာထက်စာအိပ်ရှိပါတယ်။အဲ့လိုပဲပြန်နှန်းရွှေရင်ရေချဲ့မှလည်းကြောက်ပွင့်ကိုထက်ထုံးကြတာကိုတွေ့ရပါမယ်နော်။ဒါပေမဲ့ကျမတို့မြန်မာနိုင်ငံမှာတော့အားလုံးသိတဲ့အတိုင်းအဆက်အဟတ်မိမိတုတ်စားတာက အကြိုက်ဆုံးပါပဲရှင်။မြေပဲနဲ့တံမူရရည်နဲ့ကျက်သွင်းရင်နေတော့ပါဝင်တဲ့ကြောက်ပွင့်တို့ကိုတော့ယမကလူလင်တွေအပါအဝင်အားလုံးနှီးပါနှစ်သက်ကြတာအမှန်ပါပဲရှင်။ ကျောက်ပွင့်ရဲ့နာမည်အကြီးဆုံးအစွမ်းကတော့အလအပနဲ့သက်ဆိုင်နေပါတယ်နော်။ကျောက်ပွက်အနှစ်ကို တရုတ်၊ကိုရီးယား၊ဂျပန်တို့ရဲ့အလကုန်ပစ္စည်းတွေမှာမရှိမထစ်ထည့်သွင်းအသုံးပြုနေကြပါတယ်။ဘာလို့လဲဆိုတော့ကျောက်ပွင့်ဟောအရေးပြားရဲ့အစိုးဓာတ်ကိုထိမ့်ပေးရမှာအလွန်စွမ်းပါတယ်။အရေးပြားအကောက်ကသွေးကြောကျင်တာကိုတားဆီးပေးလို့အရေးပြားအရေးအကြောင်းဖြစ်ခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်ရှင်။အဲ့ဒါအပြင်တရုတ်တိုင်းရင်းစေးပညာအရကျောက်ပွင့်ဟာ အစုတ်ကိုအားကောင်းတယ်လို့လည်းညွှန်ဆိုထားကြပါရဲ့ရှင်။ကဲဒါဆိုရင်တော့ပင်လေကမဟုတ်တဲ့ကြောက်ပွင့်မိုးရဗဟုတုတနဲ့အစွမ်းတွေကိုတည်သွားပြီနော်။ဒီတစ်ပတ်မှာကြောက်ပွင့်တုတ်လေးစားပြီးအလအပကိုလည်းဂယုဆိုင်ဖို့မမေ့နဲ့ဦးနော်။နားစင်ပေလို့အထူးပဲကျေးဇူးတင်ပါတယ်ရှင်။